ဒမ်မိုရဲ့ဂူဆိုင်ပြုစုယူရမှုလေးတွေကြောင့်ဗန်မီလီတွင်ရှင်သန်လာတဲ့အခါမိမဖြစ်သူအားသဘောတူကြလို့ဂျန်နန်ပီတီဖြားနေခဲ့ပါလေအမိုက်ဖုံးဆိုးမြေတွေကြောင့်ဘန်ဆိုရာရွှေထက်ရှားပြီးတော့ဗန်လီတို့မြင်းပျော်ရွှင်ရပါလေဆိုရင်အင်သူတတ်ထားဇနီးများလေးကြောင့်ဒမ်မိုကသူ့ရဲ့ချန်ချန်လုံးကိုဘန်ဦးရင်ကြီးဖြစ်စေရပါမယ်မိမရဲ့လို့မဖြစ်နိုင်တဲ့ကိရိပေးနေအောင်တဲ့ကဘာလေးမှာပျော်ရွှင်ကကြည်နူးလို့နေခဲ့ကြတာပါကူတော်လေအာမိုးကိုသွားလေသူမိမလို့ထင်မြင်နေမိပြီးတော့ကာကွယ်ပေးနေလို့တန်စီနဲ့ဇန်ကာတို့နှစ်ယောက်အဖွဲလိုက်ဝိုင်းပြီးတော့အပေါက်ချဲကြတော့ခံကြတော့မှဖြစ်ပါတယ် အမွားကုစုသူမဘက်မှာလူတွေအများကြီးပဲတိုက်ခိုက်ခြင်းတွေကြာသေးရလားလို့တန်စီတို့မေးလိုက်တာကြောင့်တန်စီလည်းသူ့ရဲ့တက်ရှိကရိယာတိုကူရှင်ကိုထုတ်လိုက်ပါတယ်အဲတော့မြင်တော့ဒဲမွားသူ့ရဲ့မိမဖြစ်သူတတ်သွားလူစိုးတွေပဲလို့မြင်အောင်သွားမိပြီးဒဲမွန်ဝင်လာတဲ့အားလုံးကလည်းဝင်လာတာကြောင့်အပေါက်ချဲပွဲကြီးလည်းစတင်လာခဲ့တော့တာပါတန်စီကလည်းဒီဘက်ကမင်းသားဆိုငိန်ခံနေပဲလက်နက်တဲကနေဂျိုးတွေဆွဲထုတ်ပြီးတော့စပိုင်ဒါမန်ကားတွေရလို့အားလုံးတစ်ခါတည်းချုပ်ပစ်လိုက်ပါတယ်အမွားသူမရဲ့အခန်းကိုရှုပ်ပွားမလုပ်ပါနဲ့လို့အော်နေပြီးတော့ရီယိုကရုံထွားဖို့ကြိုးစားမယ်လေရုံလေးလေးဂျိုးကပိုတင်းလင်ဖြစ်နေရကြောင့် တိုင်ပတ်နေခဲ့ရပါတယ်။တန်စီကသိမ့်မလုတာကောင်းမယ်လို့ရီယိုဂျိုးကမင်းလှုပ်လေးလေးပူချက်လေးလေးပဲလို့ပြောလိုက်ပြီးစိတ်ပြတဲ့လေးတန်နဲ့မင်းတို့ကောင်းရင်ငါးချောင်းနာကျင်နေရတာယူစိတ်မကောင်းလိုက်တာလို့ညှီးလိုက်ပါတယ်။အာမောရောရှင်ကတော်ပတ်ဆက်တဲ့သူပါလား။ကိုတငယ်ချင်းတွေကိုအဲ့လိုတောင်လှုပ်ရတဲ့ပေါ့လို့អော်ပြောနေပြီးရှင်မလို့ပဲလှုပ်လို့ရမှာမဟုတ်ဘူး။သူတို့ကကျမတို့အတကုံယုံကြမှာ။သွေးတွေထွက်လက်တွေပြက်လဲဂီဥဆိုင်တွေကမှမဟုတ်ဘူးလို့မျက်လုံးကြီးပြူးပြီးတော့ရှောက်ပြောနေခဲ့ပါတယ်။ တန်ဆရာသူရဲ့လက်နက်ကဒစ်စတာပဲလို့ပြောပြလိုက်ပြီးတော့ခြေငင်တဲ့နေရာမှာသုံးတာမလို့ခြေတို့ပြမယ်လို့ပြောနေတဲ့ရူရိုတို့တွေအားလုံးကိုဂျိုးလုံးကြီးနဲ့တခုထဲမှာတုံထောင်ပစ်လိုက်ပါလေဒစ်စတ်ဆိုတာပါလေကြားပြတ်ရှင်းပြရမယ်ဆိုရင်တော့ခြေငင်တဲ့နေရာတို့ဘိုင်းငင်တဲ့နေရာတို့မှာသုံးနဲ့ဒုတ်လို့တော့ပြောတာပဲအဲ့လိုလေတော့ဖြည့်ကြည့်လိုက်ပါတခြားတစ်ခုခုသိတာရှိရင်လည်းရေးသွားပါဗျာအဲ့တော့ဒီလိုနဲ့ပဲတန်ဆီလဲရူရိုကိုချုပ်ပစ်လိုက်ပြီးတော့အာမို့တော့လေထဲမှာကျွန်တော်ကနေဇောက်ရိုးကြီးတွဲလောင်းထားထားလိုက်ပါလေ စကန်ဝင်ထားတဲ့ shorty လေးကိုဇောက်ထိုးဆွဲထားမလို့မပေါ်သေးတာဒီပေါ်ကုန်ပြီးတော့ကောင်မလေးလည်းရှက်ရှက်နဲ့တရှူရှူရှက်ရှက်အသေးတင်းနေခဲ့တာပါတန်စီကလည်းပုံမှန်ပြန်ဖြစ်အောင်လှုပ်လိုက်တော့လို့အာမို့ပြောနေပြီးတော့ဇန်ကတော့ဒီတစ်ခေါက်ပိုင်းမှာသူ့ဘာမှမချလိုက်ရလို့အာမလို့အာမရဖြစ်နေခဲ့တာပါတန်စီကငါးကောင်လေးနှစ်ယောက်တယောက်ချရမယ်ဆိုအတွေးနဲ့နေသူကကြောက်နေလောက်မယုံကြည်နဲ့ဆိုဆိုင်ကိုသွင်းလိုက်သူပဲကောင်မလေးကကြောက်နေပြီပေါ့လို့နှစ်သိမ့်ပေးလိုက်ပါတယ်ထောက်ကူနီဘူးစ်ဟာ聞いたと思う အဲ့လိုနဲ့ရူဘီယန်ပါဝင်အားလုံးလည်းတာမန်ပြန်ဖြစ်သွားခဲ့ကြပြီးတော့အန်ဂျီကတော့ရွှေပန်းအဲ့လိရေပန်းစာမိသွားကြအောင်အခုတည်းတည်းသတိပြန်ရမလာခဲ့သေးပါဘူးအာမွာတော့ခုတည်းတည်းဇောက်ထိုးကြီးအန်ရီဂျိန်းနဲ့အသေးတင်းနေပြီးတော့နာရယ်နာရယ်နဲ့ရက်ဆက်လိုက်ကြတာရက်ဆက်လိုက်ကြတာလို့ဗဇက်ကြီးဖျင်းနေအော်ပြီးတော့ငိုနေခဲ့ပါလေဒီမှာကဲကြပါအောင်ရှင်လို့အကြေးကြီးအော်လိုက်တဲ့အခါဂျိုးထိုးကြီးနဲ့ကရူရိုတို့လည်းအရင်လိုပြန်ဖြစ်သွားခဲ့ကြပြီးတော့အသေးယုံနေကြတာကြောင့်ခန္ဓာကိုယ်ကနေသွေးတွေကတပြိုင်ပြိုင်နဲ့ပန်းထွက်လာခဲ့ကြပါတော့တယ်အာမွာငိုလေတို့ကယုံတွေတန်ဆရာလိုက်တော်လောက်ပြီး အဲ့လောက်ထိဖြစ်နေကြရင်လည်းသဘောပဲလို့ပြောလိုက်ကဒုတ်ကိုမြေကြီးကိုစောင်းလိုက်ရင်းနဲ့အထုံးကြီးတဲ့ကနေလွတ်ပေးလိုက်ပါတော့တယ်ဒါမှလည်းရိုးလွတ်ပေးတာမဟုတ်ပဲဂျိုးတွေကိုလှည့်ပစ်လိုက်တာကြောင့်အောင်ဆုံးထက်ထိတထိချင်းချင်းချင်းပြိုကျသွားပြီးအားလုံးလည်းခေါင်းကွဲတဲ့ခေါင်းကွဲအချုံလင်းထိုးမိတဲ့သူကထိုးမိတဲ့မာလကီရာကုန်ကြပါတော့တယ်ဇန်ကာတော့တန်စီမင်းအင်းလက်လွန်သွားပြီးကွာလို့ပြောလိုက်တော့တန်စီကတော့ဒါဆိုလည်းနာကြီးတက်တာသွားပြီလေလို့ပြန်ပြောလိုက်ပါတယ်အဲ့ကဇန်ကာလည်းဘာနာကြီးတက်တာထက်လားဟိုမင်းကိုယ်ဘွဲကိုပြန်တက်ပစ်လိုက်တာလေလို့ပြောလိုက်တဲ့အခါအပေါ်ကအာမောကမြင်လားမြင်လား ဒါကျွန်မကိုစကားမပြောပြင်းဒီလိုတွေဖြစ်လာတတ်တယ်လို့ပြောရင်းနဲ့ပြုံးစည်းစည်းနဲ့ဂုံးကြီးကြည့်ပြီးတော့အားပါရရလောင်နေခဲ့ပါတယ်ဖိုးနန်းနော်ယောသူမဒါတငယ်ချင်းနဲ့လားဟမ်မတတိကြာကောင်းတဲ့အကောင်ရဲ့လို့လောင်နေပြီးတော့လူတော်ကတော့သူ့ရဲ့ဘိုက်ကစိုက်နေတဲ့တန်တားကြီးကိုဆွဲထုတ်နေခဲ့ပါတယ်အဲ့ကမှတန်စီကငါလူငါမေ့နေတာသားကြီးငါတို့ကမန်တန်အင်းဆွဲတာလေတေမမသေးနိုင်တာလို့ပြောပြလိုက်တဲ့အခါရူတိုလည်းထလာပြီးတော့ဘိုက်ကိုစမ်းကြည့်လိုက်တော့ဒိုင်အန်ကသူ့လိုလိုပြန်ပြောက်သွားခဲ့ပါတော့တယ် အဲ့တော့မှဇန်ကာလည်းဆုံးအသွားပြီးတော့အပေါ်ကနေထားပြန်လာတဲ့အန်ဂျင်ကကဲညီမလေးညီမလေးဖနှက်တွေကိုကြီးတင်လိုက်ပြီလို့ပြောရင်းနဲ့ဆွဲချိုးပစ်လိုက်တော့တာပါတန်ရှင်းထားတာမှာတော့အဲဂျိုမမကရူဒိုအကြောင်းတွေဖတ်ကြည့်နေပြီးတော့ဘော့စ်ကသူ့ချိုးချင်းကိုလာဆုတ်ခိုင်းခဲ့ပါလိမ့်ကောင်းဆောင်ရူဒိုကမင်းရဲ့မျက်မှန်နဲ့ကြီးတော့ထူးဆန်းတာကိုတွေ့ခဲ့တယ်မလားဘာလို့ငါ့ကိုမပြောပြခဲ့တာလဲလို့ပြောလိုက်ပြီးတော့မင်းဘာလို့တွေ့ခဲ့တာလဲငါ့ကိုပြောပြလို့မေးလိုက်ပါလိမ့်အန်ဂျင်ကအာမိုးရဲ့ဖနှက်ကိုချိုးကြည့်တော့ခြေကြီးတစ်ဖက်ထဲဝစ်ထားတာကြောင့်စောက်စည်းကမ်းလည်းမရှိဘူးလို့ပြောနေပြီးတော့ ။ဖင်ကုန်းနဲ့အာမောကသူမရဲ့ဖဏတ်တွေကိုပြန်ပေးဖို့ပြောရင်းနဲ့ဇို့ပြန်လူနေခဲ့ပါလေ။အာမောကအဲ့လူရဲ့အနံ့ပျောက်သွားလိမ့်မယ်ဖဏတ်မကင်ပါနဲ့လို့ပြောလိုက်တဲ့အခါဘသူနဲ့တော့မှန်းဆန်းဆိုပြီးရှူကြည့်လိုက်တော့ what the fuck နန်းတာကွာလို့អော်လိုက်ပါလေ။ရူဘီယန်ကအန်ဂျင်ကဘယ်တော့ကနေပြန်ကောင်းသွားတော့လို့ဒိုမီကိုမေးနေပြီးတော့ "तू လား तू ကရေပန်းထိကြတဲ့ချက်ချင်းကောင်းသွားလိ။ဖဏတ်ဆွဲချုံမယ်ဆိုပြီးတော့သေးချောင်ဆောင်နေတာလို့ဒိုမီကပြောပြလိုက်ပါလေ။အန်ဂျင်ကမင်းရဲ့ဆွမ်းကိုပြန်သိမ်းပြီးတော့တာမန်ပြန်ဖြစ်အောင်လုပ်ပေးရင်ဖနက်ပြန်ပေးမယ်လို့ပြောလိုက်ပါလိမ့်။အဲ့ခါအာမောကဝမ်းနဲ့သွားပြီးတော့အာမောကဖနက်တစ်ဖက်တည်းဆို အစွမ်းမသုံးနိုင်ဘူးအစွမ်းမသုံးနိုင်အာမို့ဘသူကမှကာဝယ်ပေးကြတော့မှမဟုတ်ဘူးလို့ပြောနေခဲ့ပါလေ片足だけじゃ物にအဲ့ကဒေမောကထလာပြီးတော့ဘာတွေဖြစ်ကုန်တာတော့ဟာလို့မေးလိုက်တာကြောင့်ဇန်ကာနဲ့တန်စီတို့ကသိချင်းကိုအန်အန်ဒီတော့မှသွားပြီးတော့ပြန်ကြည့်လို့ပြောလိုက်ပါလေ၎င်းနောက်တာပါအဲ့လိုနဲ့တန်စီလည်းအာမောကစိတ်ညူထားတဲ့အကြောင်းကိုပြောလိုက်ပြီးတော့ဒေမောကငါငါမိမအသက်ပြန်ရှင်လာလို့ထင်နေကြတာကွာလို့ညီးနေလိုက်ပါလေဇန်ကာငါတို့အားလုံးမှချင်းရနဲ့လက်လို့ခဲ့ရသူတွေရှိလာပဲလို့ပြောလိုက်ပြီးတော့ သူတို့နဲ့အတူရှိခဲ့တဲ့ချင်းကအမှတ်တရလေးကိုပြန်ပြီးတော့သတိရတတ်တာတဘာဝပါပဲလို့နှစ်သိမ့်လိုက်ပါတယ်။大事な人を失ったやつなら直す。အားလုံးကောင်းတိုင်းပြန်ဖြစ်အောင်လုပ်လိုက်ပြီမို့လို့အန်ဂျီယာဖနက်တွေကိုပြန်ပေးလိုက်ပါတယ်။ဘာဆက်လုပ်ကြမလဲလို့ဇန်ကားမေးတော့မသိဘူးလေသူ့ကိုဒီတိုင်းထားခဲ့မှာနည်းနည်းတော့အန်ဒီရဲ့များတယ်လို့အန်ဂျီကပြောလိုက်ပါတယ်။ဒါပေမဲ့ဖနက်တွေသာမရှိရင်တာမန်အားနှွဲတဲ့မိန်းမသားတယောက်ပဲမို့လို့သူမတန်ဖိုးထားတဲ့ပစ္စည်းလေးကိုလည်းမသိမ့်ချင်ပါဘူးလို့ပြောလိုက်တာပါ။အဲ့ဒီအာမွားစိတ်ကောက်တဲ့မျက်နှာဘေးနဲ့ ငါအိမ်ကိုဘယ်ကောင်တွေဖြတ်စည်းသွားလဲမသိဘူးနော်ရစရာမရှိတော့ဘူးဘယ်ကောင်တွေလဲလို့အဲ့လိုရွယ်ကောကောနေခဲ့ပါလေဟွန်တခိဘန်ဝရိုင်းနာလူတို့ရတဲ့မျက်နှာဖုံးတွေကောက်ချွတ်လိုက်ပြီးတော့အာမှုစီကိုရှောင်သွားလိုက်ပါလေအဲ့လိုမမတို့လူတို့ရဲ့စွမ်းအားတွေကသူ့ရဲ့တရှိကိရိယာမာတွေမဟုတ်ဘူးသူနဲ့ပတ်သက်ပြီးထူးခြားတာကလို့ပြောနေတဲ့အချိန်မှာလူတို့ကအာမှုရဲ့စောက်ခွက်ကိုသွေးထောင်ဖောင်းနဲ့ထိုးချပစ်လိုက်ပါလေအဲကြောင့်အားလုံးနဲ့ကြောင်သွားပြီးတော့ချက်ပြီးချက်စောက်ခွက်ကိုအီစိတ်ညောင်ထိုးနေပြီးအဲ့လိုမမက လူတို့ရဲ့ကိုယ်ထဲမှာဒီလောကကြီးကိုဖျက်ဆီးမဲ့တစ်စုံတစ်ခုကကြီးထွားလာနေတယ်။ကျိန်စာလိုအရာမျိုးပဲလို့ပြောပြလိုက်ပါတော့တယ်။လူတို့တော့အန်ဂျင်တော့ဝိုင်းဆွဲနေကြပြီးတော့လူတို့ကိစ္စပြီးပြီလေကွာ။ तू ကမိန်းကလေးအဲ့လောက်ထိလုံးဖို့မလိုပါဘူးလို့ပြောလိုက်တဲ့အခါဘာလဲပြမိန်းမဆိုရင်ကျုပ်ကမထိုးရတော့ဘူးလား။ तू ကမိန်းမဆိုရင်ကျုပ်ချရတယ်ခင်ဗျားတို့နားကြောင်လို့တာ။ကျုပ်ကလက်ပိုက်ကြည့်နေရတော့မှလာလို့ပြောရင်းနဲ့ तू နှလုံးသားထဲမှာကောင်းဆိုးွားကကြီးထွားလို့လာခဲ့ပါတော့တယ်။ ရူဘီယန်က तू အားနွဲ့တဲ့ main ကလေးလေလို့ပြောနေတော့လီအားနွဲ့တဲ့ main ကလေးပါလား तू အဂေဗာဟာကျိုးတို့လှည့်စားတယ်တဖို့လှုပ်တယ်လောင်းတယ် तू အတပြေးမှရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်အန်ဂျင်လဲမင်းကတို့တွေးတယ်ပေါ့ကဲခုငါတို့သိကျင်တာဘလို့မေးမလို့ကိုညာကြီးရှင်ရဲ့လို့မေးလိုက်တော့လူတို့ခင်ဗျာမျက်လုံးပြူးသွားပြီးတော့ဟာဟုတ်သားပဲဆိုရင်မျက်နှာနဲ့ပူစီပြောက်သွားခဲ့ပါတော့တယ်ကြောင်ပြောက်သွားလို့ပြောတာပါအန်ဂျင်ကစကားခဏပြောအောင်ဆိုပြီးတော့လူတို့ခေါ်သွားပြီးတော့အပြင်ဘက်နေရာတစ်ခုမှာနှစ်ယောက်သားပါပြောပဲငုတ်တုတ်ထိုင်နေခဲ့ကြပါတယ်အန်ဂျင်က မင်းကခန်းသားချက်နောက်လိုက်ပြီးတော့ငါတို့ဘာလာလောက်ကြဆိုတာမေ့သွားတယ်ဗောဟုတ်လားလို့မေးလိုက်ပါလေ။ရော။俺が言わなくても自分で気။ルドは誰ぽわがじゃあ誰ばべるろ。ばいぴょぴょ踢かんもとは填べ勘けやら。မြေပေါ်ကဘာကိုရောက်လာတော့တီးခံလေးလေးကောင်းမော်ကြီးတဲ့ပါခံရလေးလေးပဲဆိုတာသိလိုက်ရပါလေအခုတော့တီးခံခြင်းတရားကိုနားမလဲခင်ကကျွန်တော်ရဲ့ရိုင်းဆိုင်ပုံစံကိုပြန်ဖြစ်သွားခဲ့ပြီလို့ပြောလိုက်ပါလေခုဒီမပြောင်းလဲနိုင်သေးတဲ့ကျွန်တော်ကိုကျွန်တော်လည်းစိတ်ပြတ်မိတယ်လို့ယင်ဖွင့်နေချိန်အန်ဂျင်က ငါစော်လိုင်းကြီးကိုကြိုက်တယ်ကွာဖင်ကြီးလားယင်ကြီးလားညံကောင်းတာအဲ့လိုစော်ကြီးတွေကိုငါကြိုက်တာလို့ဖြတ်ပြောလိုက်ပါလေဒါမှမဟုတ်စော်ကြီးတွေမှမဟုတ်ရင်စကားကိုဖတ်လို့မပြောချင်တာငါ့ရဲ့မကောင်းတဲ့အကျင့်ပဲလို့ပြောလိုက်တာပါငါတို့လိုလူကြီးတွေတော့မရင်ကျက်နိုင်သေးတယ်မပြောင်းလဲနိုင်သေးတဲ့အရာတွေရှိသေးတာပဲကိုကကိုအကျင့်ဆိုကိုကိုအသိရပြီငါတို့ရဲ့ဤမန်းချက်ကအပေါ်တက်ဖို့ပဲလေလာကွာသွားပြီးတော့တောင်းပန်ကြပါစို့လို့ပြောလိုက်ပါလေအဲ့လိုနဲ့သူတို့လည်းဒဏ်ရာတွေဈေးကူပေးလိုက်ပြီးတော့တိုမီကစကားပြောချင်တယ်ဆိုရင်ပြောကြမယ်လေလို့ပြောရင်လည်းအဖော်လုံးပေးနေပါတယ် အာမိုကအမအမေကောင်းတယောက်ဖြစ်မှာပဲနော်အာမိုမှလည်းမမေရှိခဲ့တယ်။သူမကြောင့်အခြေဦးနဲ့တွေ့ခဲ့ရတာဒီလိုနဲ့ပဲဒီဖနာကိုရလာခဲ့တာပဲ။နောက်ဆုံးတော့ဆက်လုံးနဲ့မြေပေါ်ကဘာကိုသွားနိုင်တဲ့နတ်သားတစ်ပါးကိုလည်းတွေ့ခဲ့ရပါတယ်လို့ပြောပြလိုက်ရင်းနဲ့ပဲဒီဘိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။